မြန်မာမျိုးသမီးအသင်းမှာလူအများရဲ့အများဆုံးသဘောကျခြင်းကိုခံနေရတဲ့မေထက်လူမြန်မာမျိုးသမီးနေရေးစင်ကစားမတူဖြစ်တဲ့မေထက်လူကတော့ပြည်သက်တွေရဲ့ချက်ချင်းကိုအပြေးဝါရရှိနေတာပါမင်းသမီးရှောင်းအောင်လှပတဲ့သူ့ရဲ့ရုပ်ရည်ကြောင်းလဲမြန်မာမျိုးသမီးအသင်းရဲ့ icon တစ်ခုလိုကိုဖြစ်နေတာပါသူမကတော့28ရက်ဇန်နဝါရီ2023ခုနှစ်မှာကင်းအင်းပြည်နယ်ဖန်မြို့နယ်မှာမွေးဖွားခဲ့ပါတယ်ဖားကင်းဖြစ်သူကနိုင်ငံဝင်တန်းတူဖြစ်တယ်လို့သူမကိုမွေးဖွားခြင်းမှာကင်းအင်းပြည်နယ်မှာမွေးဖွားခဲ့ခြင်းပဲဖြစ်ပါတယ်သူမကြောင်းနေရွယ်ရောက်ချိန်မှာတော့မိဘတွေဟာရန်ကုန်တိုင်းဒေသကြီးကမာရုံမြို့နယ်လှဲထဲမှာပြောင်းရွှေ့နေထိုင်ခဲ့ပြီးဖြစ်ပါတယ် မေထက်လူအားဘောလုံးအင်္ဂစားတွေမဟုတ်ပဲဗောလီဘောချက်တောင်ရိုက်ဇွဲတင်တန်းနေလို့မျိုးအင်္ဂစားတွေမှာလည်းတော်တော်လေးတော်နေသူပါပညာရေးမှာထူးချွန်ပြီးတော့သူငယ်တဲ့အကြောင်းသူဘွားကို IMPC မှာသင်ယူခဲ့တာဖြစ်ပြီးပထမတန်းကနေ IGCSC O level အဆင့်အထိကိုတော့ရန်ကုန်မြို့လှိုင်မြို့နယ်ခွန်မိုင်ရှိ Network International School မှာတက်ရောက်သင်ကြားခဲ့ပါတယ်ဒါဆိုရင်မေးစရာရှိပါတယ်သူကအင်္ဂစားသိပ္ပံအကယ်ဒမီကမဟုတ်ပဲဘာလို့လေမင်းစင်အတွက်ကစားပေးနေရတာလဲဒီအကြောင်းကတော့ဒီလိုပါ သူတို့အကြောင်းတွေကအပြိုင်ပွဲလုပ်ပြီးဆိုရင်ပွဲတွေတိုင်းမှာဂိုးတွေအသွင်းပြီးအရန်ကိုခြေဆွာလို့ ရောင်ကအင်တာနက်ရှင်နယ်စကူးကျောင်းသားတိုင်းနေပါမေထက်လူကိုမသိတဲ့သူကရှာပါရင်ရောင်ကြားလေးနဲ့ဒန်းလူပါဝင်ကစားခဲ့သူပါအဲ့လိုထူးချွန်လုံးအသက်73နှစ်အရွယ်မေထက်လူတောင်ရန်ကုန်ယူလိုက်တဲ့ခွဲမှာအမျိုးသားတွေကြားပွဲကန်နေတာကိုမြန်မာမျိုးသမီးနေပြအဖွဲ့ဝင်တယောက်ကတွေ့သွားလို့တက်တန်းအလိုက်မြန်မာလူငယ်လေးဘေးစင်အတင်း U16 အတွက်ပမာဏလေးဘေးစင်လာရွေးခံဖို့ဖိတ်ကြားခံခဲ့ရပါတယ်အဲ့လိုကနေတစင်းတစင်း U16 U16 U20 လေးဘေးစင်အတင်းတွေအထိဇလိုက်ပါဝင်နိုင်ခဲ့တာလည်းဖြစ်ပါရင် U16 အတင်းတွေလူရေးပွဲသွားပြိုင်ချိန်မှာမေထက်လူရဲ့အသက်က73နှစ်ပဲရှိသေးတာပါ နေပြကသူ့ကို U14 မှာစောင့်ကြလား16မှာစောင့်ကြလားလို့မေးခဲ့ရမှာမေးထက်လူကတော့ U16 ကိုရွေးချယ်ခဲ့ပြီး U16 ASC Qualifier 2016ပြိုင်ပွဲကိုပါဝင်ရှင်ပြိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းနှစ်ပွဲနိုင်နှစ်ပွဲရှုံးနဲ့အုပ်စုဆင်းနေတာကျင်းနေခဲ့ရပြီးလက်ရွေးစင်အသင်းနဲ့၃နှစ်လောက်အဆက်ပြတ်ခဲ့ရပါတယ်၃နှစ်ကြာပြီးတဲ့နောက် U19 အသင်းနဲ့ထပ်မံပူးပေါင်းခဲ့ပါတယ်ဒါပေမဲ့ COVID-19 နဲ့နိုင်ငံရေးအခြေအနေတွေကြောင့်ပြန်လည်ခွဲခွာခဲ့ရပြီးမေးထက်လူကလည်း2022ခုနှစ်မှာအမေရိကကိုပြင်ကြားတော်တင်သွားရောက်ခဲ့ပါတယ် ကောလိပ်တယောက်နေစဉ်အတွင်းကျောင်းတွင်းပြိုင်ပွဲတွေမှာခြေစွမ်းကောင်းတွေဇက်တိုက်ပြသနိုင်ခဲ့တာမို့လို့ CBS ကတော့အင်တာဗျူးတွေလာလုပ်ပြီး Local TV News မှာဖော်ပြခြင်းခံခဲ့ရပါတယ်။သူကစားနေတဲ့ကျောင်း Press Calling ရဲ့ Semi Pro အသင်းဖြစ်တဲ့ LAFC အသင်းအတွက်ရက်ဆက်ဇက်တိုက်ခြေစွမ်းပြနိုင်ခဲ့လို့ကျောင်းပိတ်ထားတဲ့အချိန်အတွင်းမှာမြမလေးစဉ်အသင်းကြီးအတွက်စကန်သွင်းလေးခြင်းမှုဖိတ်ခေါ်ခံရပြီးမိထက်လူကတော့မြမအမျိုးသမီးလေးစဉ်အသင်းမှာပြန်လည်ရောက်ရှိလာခဲ့တာပါ။ဒေသလာပါတဲ့ကစားရတဲ့ခုကိုပိုင်ဆိုင်ထားပြီးတော့ဖန်တီးမှုရောဂိုးသိမ်းမှုပါပိုင်နိုင်တဲ့သူပါကစားသမားတွေထဲမှာဘယ်ကြော်ညာချင်းမှာကန်ချန်အားအပြည့်နဲ့တွင်းယူနိုင်တဲ့သူပါ။ အားနည်းချက်ကတော့တက်လို့အားနည်းချက်ခံမှုပါပဲအသက်ကလည်း22နှစ်ပဲရှိသေးရတဲ့ဒီပိုင်းလေးတွေသာတိုးတက်လာအောင်ပဲဆိုရင်တော့လေရင်းစင်အသင်းရဲ့အားထားတဲ့ကစားမတို့ဖြစ်လာမှာပါမင်းကလည်းပွဲပြီးချိန်မှာကစားမတွေကပရိသတ်တွေကိုလိုင်းနှုတ်ဆက်ချိန်ပရိသတ်တွေကမေထက်လူနာမည်ကိုအာယဝန်တာနဲ့ဟောဟစ်အားပေးနေခဲ့ကြပြီးအသင်းဝင်တွေကလည်းဒဝါရအပြေးဝနဲ့မေထက်လူကိုရှေ့ကိုပို့ပစ်လိုက်ပြီးနှုတ်ဆက်စီခဲ့တာပါမြန်မာအသင်းကတော့မင်းကနိုင်ဝဲပြီးမှအုပ်စုတွင်အဆင့်တည်းနဲ့ရပ်တည်နေခဲ့ပြီးအဆင့်တွေကဘင်္ဂလားဒေ့ရှ်ကလည်းမင်းကဘာရင်းသင်းကို9ဂိုးပြည့်အထိကစားနိုင်ခဲ့တာကြောင့်အပေါ်စားလို့တော့မရပါဘူး ဂျွန်လာနေ့နေ့မှာကစားမယ်ဘဂလားဒေ့ရှ်တဲ့ပွဲကတော့တကယ်ကိုကြည်ကောင်းနေတော့မှာပါပွဲကျော်သုံးတဲ့ channel ကိုကျွန်တော်တို့ပြန်လာခဲ့ပါမယ်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့လောက်ပါမယ်နောက်နေ့မှာလဲအားကစားနေပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနေကုန်းချိုးလိုက်ရပါတယ်ခင်ဗျာ